အာဆင်နယ်အသင်းအားချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပထမအကြိုပွဲစဉ်မှာရီယယ်အသင်းကို၃ဂိုးကိုမရှိနဲ့ဂိုးပြတ်အနိုင်ရပြီးနောက်ကွင်းလယ်လူဒီကလန်ရိုက်စ်ကသူတို့ဟာဒီပြိုင်ပွဲမှာဆူဖလာရယူနိုင်ဖို့ပြစ်မှတ်ထားတယ်လို့ပြောခဲ့ပါတယ်။ဒီကလန်ရိုက်စ်ကဒီပြိုင်ပွဲမှာရီယယ်ကိုအနိုင်ယူခဲ့တာကကျွန်တော်တို့အတွက်ကြီးမားပါတယ်။ဂိုးသွင်းယူနိုင်ခဲ့တာကကမ္ဘာပေါ်မှာအကောင်းဆုံးခံစားချက်ပါ။မော်ဝင်နဲ့ဖရီကစ်ဂိုးတွေတွင်းယူနိုင်ခဲ့တာကြောင့်ကျွန်တော်ပျော်ရွှင်ပါတယ်။ဒါကတမိုင်ဝင်ညာဖြစ်ပြီးရီယယ်အသင်းကို၂ဂိုးတွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကဒီပြိုင်ပွဲမှာချန်ပီယံဆုကိုရယူခြင်းပါတယ်လို့ Amazon Prime ကိုပြောခဲ့တာပါဒီပွဲမှာအစနယ်အသင်းထွက်ကိုတွေကို Declan Rice က free kick ကနေတိုက်ရိုက်နှစ်ဂိုးသွင်းယူခဲ့ပြီး Merino ကတဂိုးသွင်းယူခဲ့တာဖြစ်ပါတယ် Declan Rice ဟာသူ့ရဲ့ကလပ်ကစားသမားဘဝပွဲပေါင်း330ကျော်မှာ free kick ကနေပထမဆုံးသွင်းဂိုးသွင်းယူနိုင်ခဲ့တာပါဒီပွဲမှာ Real အသင်းကိုတမာ Courtois လက်စွမ်းပြသနေလို့ Arsenal အသင်းကဒီထက်ပိုပြီးသွင်းဂိုးတွေမရရှိခဲ့တာဖြစ်ပါတယ် Arsenal အသင်းဟာ Real အသင်းကိုဂိုးပြတ်အနိုင်ရခဲ့တာကြောင့် Semi-final ကိုတက်ဖို့အခြေအနေကောင်းပိုင်ဆိုင်နိုင်ခဲ့တာပါ အာဆင်နယ်အသင်းဒီပြအာဒီတာကသူတို့ဟာလမ်းကြောင်းမှန်ကိုခြေတလန်းလှမ်းဖို့တည်ကြခဲ့ပေမဲ့ဘာနေပြူးကိုတွားရအောင်မှာဖြစ်လို့အနိုင်ရဖို့အတွက်ပွဲကိုပြင်ဆင်ရမယ်လို့ပြောခဲ့ပါတယ်။ Real အသင်းကွင်းလလူဘယ်လင်ကမ်ကသူတို့ကိုတပွဲလုံးအသာစီးနဲ့ကစားနိုင်ခဲ့တဲ့အာဆင်နယ်အသင်းဟာအလွန်ကောင်းမွန်တယ်လို့ပြောခဲ့ပေမဲ့ဘာနေပြူးမှာဘာမှမဆိုဖြစ်သွားနိုင်တယ်လို့သတိပေးခဲ့တာပါ။ Real နဲ့ Arsenal အသင်းတို့ရဲ့ Champions League Quarter Final ဒုတိယအကြိမ်ပွဲစဉ်ကို AP 18ရာမှာရှင်ပြိုင်သွားမှာဖြစ်ပါတယ်။